်အားလုံးပဲမင်္ဂလာပါမောင်ထွန်းသူလစ်စပွန်မတညာအပိုင်း29ကျွန်တော်ယနေ့မှာဒိတ်ခင်းနေဖြစ်သွားတယ်တခုလုံးလေးစိတ်သွားတယ်ဟဲ့လေဒီစကားမျိုးတွေမပြောပါနဲ့ကွင်ချော့မော်ပြီးမြစ်တာရဲ့ခင်နေဟဲလင်ကိုအမြဲတရားနေပါမောင်။သူကပြောတယ်။ဟဲလင်တို့ဘာတွေဖြစ်အောင်မဲ့ဆိုတော့ဘယ်သူမှကြိုးပြီးတည်တာမဟုတ်ဘူး။အေးရော့ မောင်တို့အမေရိကသွားကြမှာပဲကျွန်တော်ကပြန်ပြောတယ်တနေ့ကျရင်ဒီကစစ်ကြီးကပြီးဆုံးသွားမှာပါဟဲလင်ကပြင်းပြင်းပြောနေတာမဟုတ်ပါဘူးသူက သူ့မျက်နှာကိုကျွန်တော်ယဉ်ကွင်းမှအပ်ပြီးပြောတယ်အဖြစ်ဆိုစရာလေးဘာမှမရှိဘူးဟဲလင်တို့မှဘာတွေဖြစ်လာမယ်ဆိုတော့ကိုသိလို့လားဟဲလင်တို့ဟာအထအရကလေးသားတောင်ပျော်ရွှင်ရတဲ့ဘဝတစ်ခုထဲမှာနေကြတဲ့ဇုံတွေပါအပန်းဖြေခြင်းဆိုလို့နေရာတရာခါမှာ တရင်ပက်လေးနည်းနည်းလေးလောက်ခံစားနေကြရဲစုံတွေ့ပါကျွန်တော်မရေပဲမနေနိုင်ဘူးဒါကတော့ကွယ်တနည်းအားဖြင့်ကြည့်နော်လေဟုတ်တာပေါ့အိညာကဟဲလင်ဟောင်းတိတ်ကိုပြောနေတိတ်ကိုလေးမြူးထူးတက်ကြနေသူဟောင်းဖျောင်းနိုင်ကင်ပြီးပိုင်တုံးကဝေလာတဲ့ချင်းချက်ပညာနေလှီကားတိုင်းအောက်ထက်ကိုပြေးစင်းသွားတယ်မိလိုက်ထေကဝိုင်းဒပလင်းယူပြီးပြန်ပြစ်တက်လာတယ်ကျွန်တော်ကိုယ်တိုင်ကလေတိတ်ကိုပြောနေ လေကားထိပ်ကရက်ပြီးသူတက်လောင်ကိုစီးကျူတယ်။မိဖို့ရငိမ့်သောစီမှာဟဲလီဟာအဝေဟောင်းနေကြမှာအိပ်ပျော်သွားရင်ထူးဆန်းတဲ့ညညပါပဲ။ညနောက်ပိုင်းကျတော့လင်းပြန်တန်တွေကြားရတယ်။အိမ်ထဲမှာရှိနေတယ်။မှန်နေအောင်လင်းပြန်တန်တွေကပြင်းထန်လို့ချူချူဆဆမြည်လာတယ်။ကျွန်တော်တို့နေအောင်အဲ့ဒီမှာလေးရက်နေကြတယ်။ကျွန်တော်အနည်းဆုံးရတရားကိုသွားပြီးအစားအသောက်စီစဉ်ဖို့တွေဝယ်သေးတယ်။ Borios မြို့ကတင်ပေါ်နစီ ထွက်လိုက်မယ်ဆိုရေးသတင်းရတယ်။ဘော်ရီရော့စ်ကိုအခုချိန်ထိဂျာမနီမသိသေးဘူးလား။ကျွန်တော်ကဒီခေါက်ကြည့်ရင်။တိတ်နေလို့လည်းပြောလို့ရတယ်။မသိသေးဘူးလို့လည်းပြောလို့ရတယ်။အခြေအနေကတော့ခင်ဗျားဘာလုပ်လဲဆိုတဲ့ပုံမှာတီးနေ။ကျွန်တော်အဲ့ဒီကိစ္စကိုဟဲလင်နဲ့ပြောကြည့်ရင်ဟဲလင်ကသိပြီးစိတ်ဝင်စားအောင်ကျွန်တော်သူ့ပြမှုကိုကြည့်ပြီးအံ့အားသင့်နေမိရဲ့။တင်မော်ရီထွက်မယ်ဟဲလင်ရဲ့ မောင်တို့ဒီကထွက်နေစရာလမ်းစောက်ပဲကျွန်တော်ကအလွန်လှုပ်ရှားနေတဲ့စိတ်နဲ့ပြောတယ်အာဖရိကဖြစ်ဖြစ်လစ်စဘွန်မှာဖြစ်ဖြစ်ထွက်ချင်တဲ့ပန်းထွက်လို့ရနိုင်တယ်ဘာဖြစ်လို့ဒီမှာမနေချင်ရလဲသူကမေးတယ်ဦးအင်္ဂလီရဲ့မှာဟင်းဒီရဲ့အခင်းနေရှိနေအင်းထဲမှာရှိနေတဲ့ထင်းမကုန်ချင်းဟယ်လင်ချက်ပြုတ်ပေးလို့ရနိုင်ပါမုံလဲဟူရာကရနိုင်နိုင်နေမောင်းလင်ထဲမှာငွေကိုရှိသေးရလား နည်းနည်းပပရှိသေးတယ်။ပကြီးကားတစ်ချက်လေးကျန်သေးတယ်။ဘော်ရီရော့ဆောင်ရင်ပကြီးကားကိုရောင်းပြီးလမ်းစေးလုပ်လို့ရတယ်။ဒီလိုချိန်ကာလမျိုးမှာဘသူကဝင်မှာလဲ။လက်ထဲမှာဝေးပိုးငွေရှင်ရှိရလူကတော့ဝင်မှာပေါ့။ဟယ်လင်းကရည်သည်။ဒါဆိုလည်းရောင်းလိုက်လေ။ပြီးတော့ဟယ်လင်းတို့ဒီမှာဝင်နေကြမယ်။မောင်ကလည်းနေချင်တာပါပဲဟယ်လင်း။နေနိုင်ပါစီလို့ဆုတောင်းပါ යි ။ ဟယ်လင်ကအင်္ဂလိပ်ကိုတော်တော်သဘောကျနေအင်္ဂလိပ်ပြည်ထပမှာပန်းချံလေးရှိရယ်ပန်းချံနာမှာတတိပင်းနေနဲ့ဟင်းသီးရဲ့ကင်းလေးတွေရှိရယ်ရေကန်လေးတကန်နေနေနိုင်လေးတခုလေးရှိရယ်ဟယ်လင်ကအင်္ဂလိပ်ကိုချစ်ခင်တွေ့တာနေပုံပေါ်ရင်အင်္ဂလိပ်ကလည်းသူ့ကိုချစ်ခင်တွေ့တာနေပုံမေးအနေထားကလည်းသူ့အတွက်အလွန်သင့်တော်တဲ့အနေထားပဲဟိုတယ်တွေနဲ့တန်လားတွေမှာနေကြရလူတယောက်ဖို့အလွန်ကုန်မဲ့မော်လောက်တဲ့အပြောင်းလေးတခုပါကျွန်တော်ကိုယ်တိုင်ကလည်း ီလိုနေရာမျိုးမှာနေလို့တံဖြစ်မယ်ဆိုရင်နှစ်ပေါင်းတရားတစ်နိုင်နေရမယ်ဆိုရင်လေဝမ်းမြောက်ဝမ်းသာနေချင်ပါတယ်နေချင်စိတ်ရှိနေပေမဲ့လေကျွန်တော်နေနေကောင်ဘော်ရီရော့စ်မြို့အကြောင်းပဲတွေ့နေမိရဲ့တကယ်လို့မြို့ကိုဂျာမန်တွေကတစိတ်တစ်ပိုင်းသိမ်းထားရဆိုရင်တော့တင်မော်တွေထွက်ခွင့်ရမှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီချိန်ကစစ်မီအေးစားချိန်ပြင်သစ်ကဂျာမနီနဲ့ငင်းချင်ရေးဆွေးနွေးပြီးစားငင်းချင်းစာချုပ်ကတော့နှူးနှစ်ဖက်လက်မှတ်မထိုးကြသေးဘူး တခုလို့ရှိရင်လက်ရှိအခြေအနေအရဂျာမန်တွေတိမ့်ပိုက်ထားတဲ့အပိုင်းနဲ့လွတ်မြောက်နေသေးတဲ့အပိုင်းရဲ့လို့နှစ်ပိုင်းရှိခြင်းလေးရှိနေလိမ့်မယ်။ပြည်သက်နိုင်ငံအနေနဲ့ကလည်းနှစ်ဦးသဘောတူညီချက်ရလောက်အောင်လုပ်နိုင်တဲ့ဩဇာအာဏာလေးမရှိဘူး။ပြီးတော့ဂျာမနီကလည်းဂျာမန်စစ်တပ်နဲ့ဂက်စတာပိုအဖွဲ့နှစ်ဖွဲ့ကိုလွှဲ့အပ်ထားတာ။အဲဒီအဖွဲ့ကလည်းတကယ်တမ်းလက်တွေ့ဆောင်ရတဲ့အခါမှာလက်တွဲလို့ရကြတာမဟုတ်ဘူး။မောင်တီကိစ္စကိုတိကျအောင်စုံစမ်းရလိမ့်မယ်။ကျွန်တော်ကပြောတယ် ဟယ်လင်ကနေမှနေခဲ့မောင်ဘော်ရီရော့စ်ကိုရအောင်သွားလိုက်မယ်ဟယ်လင်ကကောင်းရင်လေဟယ်လင်တယောက်ထဲတော့မနေဘူးမောင်နဲ့လိုက်မယ်သူပြောတဲ့စကားကလေကြိုးချောင်းစီရော်ရဲလို့ဆိုရမှာပဲအခုချိန်မှာလုံချုံနေနေရဆိုတော့အတီတကျသတ်မှတ်လို့မရဘူးလူတယောက်နေနေရန်သူရဲ့လက်ထက်ကထွက်ပြေးလို့မြောက်တော့ပြီမေဟိုးဝေးတဲ့နေရာကကျွန်းကျွန်းပေါ်ရောက်ခါမှာဂတ်စတာဖို့ဘွေတရှူရီရဲ့အဖမ်းစီကိုခံချင်လဲခံရမှာပဲ ုံသေးကားချက် တွက်လို့ရတဲ့ခြေနေကတော့လုံးဝမရှိဘူးကျွန်တော်တို့ဟာ boy ross မြို့ကိုကျုံတလူကြလူနီးရည်နေကြံဖန်ပြီးသွားခဲ့ကြရတယ်အဲဒီခီးသွားတဲ့ပုံကို ခမရလေးကြုံမှုခဲ့လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ခမရတကယ်လက်တွေသွားချပြီးရင်တော့ပြန်ပြီးစဉ်းစားလိုက်တဲ့အခါဖြစ်နိုင်တဲ့ခြေနေမျိုးမဟုတ်ဘူးဘလို့လို့ပြီးဖြစ်သွားတာပါလိမ့်လို့တွေးစာကြီးဖြစ်နေကျွန်တော်နဲ့ဟယ်လင်ဆိုရင်ချီရှင်သွားရတယ် ထွက်ကားကြီးတစ်စီးစီးခဲ့ရတယ်။တချို့နေရာတွေမြင်းအောင်စီးခဲ့ရတယ်။အဲဒီမြင်းတွေကိုကျွန်တော်တို့ငှားလာရဲလဲမြန်အောင်ရောင်းဆောင်ယူသွားတယ်။ဘော်ရော့စ်မြို့ထဲမှာစစ်တပ်တွေရောက်နေပြီ။မြို့ကိုသိမ်းထားတော့မဟုတ်သေးဘူး။ဒါပေမဲ့တပ်တွေကရောက်နေကျွန်တော်တို့အတွက်ကတော့စိတ်ချောက်ချဆက်ဖြစ်ရတယ်။နေရောင်စလုံးအချိန်မီအဖမ်းခံရလိမ့်မယ်လို့မျှော်လင့်ထားမယ်အချိန်နည်းမျိုးပဲ။ဟယ်လီနဲ့ကျွန်တော်ဝတ်ထားတဲ့ဝတ်စားတွေကတော့တိတ်ပြီးတိလင်တော့ပါတယ်အဝတ်တွေမဟုတ်ဘူး။ ဟဲလေးမလေးကျွန်တော်ဝယ်ပေးထားတဲ့ညဝတ်ဆောင်ပြင်ဘောင်းမီဘွားတစ်ထည်အင်ဂျီဘွားတစ်ထည်နဲ့ဆွေတောင်းတစ်ထည်ပဲရှိရတယ်။ကျွန်တော်မလေးခါခါဝတ်ဆောင်ပြင်ဂျိုးဝဲအထည်မှထည့်ထားတဲ့ဝတ်ဆောင်ဟာတစ်စုံပဲရှိရတယ်။ကျွန်တော်တို့အိတ်တွေကိုစောစောဆန်ဒီဇိုင်းမှာအပ်ထားကြတယ်။လမ်းပေါ်မှာအိတ်တွေဆွေးပြီးသွားလာနေရင်ဘေးလူတွေကစိတ်ဝင်စားလာတဲ့တည်းမဟုတ်လား။မောင်တို့ခီးတဲ့ပို့ဆောင်ရေးဘီယိုတစ်ခုခုသွားပြီးတင်ပေါ်ရီကြောင်စုံစမ်းကြပါဦး။ ကျွန်တော်ကပြောတယ်ကျွန်တော်တို့မှာဒီမျိုးတွေမှာအတိကျွမ်းဆိုလို့တယောက်မှရှိရမှာမဟုတ်တော့ဒီလန်လန်မေးရွေးစားရှိရင်ကျွန်တော်တို့ခီးသွားပြူတို့တခုကိုရောက်သွားတယ်ပြင်းပေါက်မှာကတ်ထားတဲ့ပိုစာတွေကတော့အများကြီးပဲဆောင်းပေါက်လီလစ်ဘွန်နိုင်အပန်းဖြေပါအယ်ဂျီယာအာဖရိကပြည်ဖလော်ရီဒါရင်အပန်းဖြေပါ နေရောင်ဝက်လက်တီဂရင်းကောင်စတဲ့ကြော်ညာပိုစာတွေပါပူဆောင်အောင်လို့လို့အယောင်စင်ကင်းနေကြပြီ လစ်ဘွန်ကဂရင်းကကြော်ညာတွေကတော့အခုတည်းထိတိလင်တော့ပါနေတော့မင်းကျွန်တော်တို့တိတ်ကြကြာမဆောက်အောင်ပါဘူးလို့တဲ့ဆလင်းနှစ်ရှိနေပြီဖြစ်တယ်ပါရခုကြီးတရကအားလုံးရှင်းပြရင်တင်မောတွေကထွက်မလာထွက်မဲ့တင်မောမရှိသေးဘူးကောလာဟလာတရင်တွေကလည်းအမျိုးမျိုးထွက်နေဟုတ်တယ်ထွက်နေတယ်ဂျာမန်တက်တွေရောက်လာခင်ကအင်္ဂလိပ်သမောဒစီစိုက်ခဲ့တယ်။အင်္ဂလန်နိုင်ငံမှာဖွဲ့စည်းထားတဲ့ အဝေးရောက်ပိုလန်အမျိုးသားတပ်ဖွဲ့အတွက်ပိုလန်လူမျိုးတွေကိုလမ်းသေးတာအခုလောလောဆယ်မှာလစ်စဘွန်ကထပ်မင်းတမော့ဇီးမှမရှိဘူးလေကျွန်တော်ကဒီနေရာမှာအခြားလူတွေရောက်နေကြတာကောဘာအတွက်လဲခမားရူးလိုပဲပေါ့ခမားကောဘာကိစ္စလဲကျွန်တော်ကတော့ဒီနေရာကထွက်ဖို့ဆိုရယ်စိတ်ကူကိုစွန့်လွတ်လိုက်ပြီကိုယ်တိုင်ထွက်ဖို့ လုံနေရင်ကဒီကိစ္စတွေမှာအသက်မွေးဝမ်းကြောင်းပြရတဲ့အကွက်ကိုမြင်းလာရတယ်။အခုတော့ကျွန်တော်စကားပြန်လေးလုပ်တယ်။အကြံပေးလေးလုပ်တယ်။ဗီဇာရရှိရင်လည်းနေရာချထားပေးလုပ်ငန်းတွေလေးလုပ်တယ်။ဒီဟာမျိုးအံ့ဩစရာတော့မရှိပါဘူး။ဒီလိုအခက်အခဲပေါင်းစုံနေရင်ဆိုင်နေရတဲ့အချိန်ကာလမျိုးမှာလူတွေဟာဒီလိုပဲဖြစ်တတ်ကြပါပဲ။ကျွန်တော်တို့စောစောဆိုင်ဆိုင်ကိုတွန်းကြတယ်။ ါရဂူကြီးကအချင်းရဲ့ကို နားလည်သဘောပေါက်အောင်ရှင်းပြတယ်။သူဆိုရာတက်တွေဟာမကြခင်မြတ်ထွက်သွားလိမ့်မယ်လို့ယူဆတယ်။ဒါပေမဲ့ဘော်ရီယော့စ်မှာနေခွင့်ကတော့ရဖို့မလိမ့်ဘူး။ဗီဇာရဖို့ဆိုတာကတော့အဆိုးဆိုးမင်းလောလောဆယ်စပိန်ဗီဇာနဲ့ဘီယိုနီမာနေဖို့ကတော့အဆင်ပြေတယ်လို့ရှိနေ။ဒါပေမဲ့အဲ့ဒီမှာကလူကားသိမ့်များနေအကောင်းဆုံးနေရာကမာစီမြို့ရင်ဒါပေမဲ့သွားမယ်ခီးကဝေးရင် ။တခုရှိတာကအနည်းနဲ့မြန်ဆိုသလိုအိဘက်လန်ကိုကျွန်တော်လိုက်ကြမှာပဲ။ကျွန်တော်အမေရိကန်ကောင်စင်ဝင်ယူမှာစူးစမ်းကြည့်ရင်ဟဲလင်မာကနာဇီထုတ်ပေးထားတဲ့တရားဝင်ဂျာမန်နိုင်ငံကူးလက်မှတ်ရှိရဲ့။ဒါပေမဲ့ခက်တာကကျွန်တော်တို့မှာအသက်အရင်ထိခိုက်နေလောက်အောင်ဘေးရန်နေရှိပါတယ်ဆိုတဲ့အချက်ကိုဘလို့နည်းနည်းသက်သေပြစမလဲ။လမ်းပေပလက်ဖောင်းတွေပေါ်မှာအိနေကြတယ်နိုင်ငံကူးလက်မဲ့မရှိရဲ့ယူတွေကကျွန်တော်တို့ထပ်ပို့ပြီးဘေးရန်ကြီးများအောင်ပါ ကျွန်တော်တို့မှာတရားဝင် နိုင်ငံကူးလက်မှတ်တွေရှိနေရတယ်။ကျွန်တော်တို့နိုင်ငံကူးလက်မှတ်တွေကကျွန်တော်တို့ကိုပြန်ပြီးအန်နေမရှိပါဘူးလို့တသက်ခံနေရဖြစ်ကိုရောက်နေ။ကျွန်တော်တို့ရေတိုက်ကလေးကိုပြန်မဲလို့ဆုံးဖြတ်လိုက်တယ်။ကျွန်တော်တို့ကိုပြင်သစ်ပလိတ်ကနှစ်ချိန်တိတိတားပြီးအစစ်စစ်မေးမြန်းခံရတယ်။နှစ်ချိန်စလုံးကျွန်တော်ကနိုင်ငံကူးလက်မှတ်တွေကိုပြပြီးတဟောက်တော်လုပ်တယ်။စစ်အာဏာပိုင်အဖွဲ့အစည်းနံပါတ်တွေကိုလေဖောက်ဖောက်တိတိသုံးနေ။ဟဲလင်းကရေတယ်။ ူအတွက်တော့ကျွန်တော်လုံနေပေါ်ဟာရေစံဖြစ်နေကျွန်တော်တို့စသဆိုင်ကိုသွားပြီးအထားခဲ့တဲ့အိတ်တွေကိုတောင်းနေဆိုင်ရှင်ကဘာအိတ်တွေလဲသူမသိဘူးမကြည့်နဲ့ရင်ခမပလိတ်ကိုတိုင်ရင်တိုင်ပေါ့သူကပြုံးဖြည်းဖြည်းမျက်နှာထားနေပြောတယ်ဒါပေမဲ့ခမပလိတ်နဲ့တော့တွေ့ကြမယ်မထင်ပါဘူးကျွန်တော်ကပလိတ်ခေါ်ဖို့မလိုပါဘူးကျွန်တော်ပြစီသားပြန်ပေးပါလို့ပြောတယ် ဆန်ရှင်ကသူ့စပွဲတို့တယောက်ကိုလက်ရက်ခေါ်ရင်း Hey Henry ဟော်ရီကမွန်စီယာကပြန်ကျင်နေပြီကွာ Henry လိုခေါ်ရဲကောင်းကရှင်းကြီးလက်တွေကိုခောက်ပြီးတင်းနေပြီးတော့ကျွန်တော်နာကက်လာတယ်ဒီမဲ Henry ငါသာမင်းနေရာမှာဆိုရင်ဒီကိစ္စကို လုံးတင်မလုံးတင်ထပ်ပြီးစဉ်းစားအောင်မကျွန်တော်ကစီပြီးပြောတယ်မင်းဟာဂျာမန်အကြမ်းစခန်းတစ်ခုရဲ့အကြောင်းကိုသိပြီးသိချင်နေလား ဟင်နရီကတော့လက်သီးတွေကိုဆုတ်လိုက်တယ်။ "Okay, တက်ချက်ကြည့်ပေး။ဟင်နရီနောက်ဖက်ကိုလှမ်းကြည့်ပြီးဩလိုက်တယ်။ဟင်နရီကဖြုံးကနေမှောက်ချလိုက်တယ်။သူ့ပတ်လေကိုခေါင်းထောင်ကြည့်ရင်။ပြီးတော့ကုန်းမိထလာတယ်။လက်သီးတွေကတော့ဆုတ်ထားအောင်မယ်။ကျွန်တော်ကသူ့တင်မာကိုရှောင်းနဲ့တအောင်ချုံပြီးကန့်ထက်လိုက်တယ်။သူကတခုံးအောင်ပြီးကျမ်းမြေပေါ်ပြန်လဲသွားတယ်။ ဆန်းရှင်ကပလင်းတလုံးဆွဲပြီးကောင်တာနောက်ကထွက်လာတယ်။ကျွန်တော်ဒူဘွန်းနဲ့အရက်ပလင်းတလုံးဆွဲပြီးကောင်တာရဲ့တောင်စုံနဲ့ရိုက်ခွလိုက်တယ်။ကိုယ်တော်ရီပလင်းကိုကန်ပြီးဆန်းရှင်ကိုမျက်ချင်မပြည့်ချင်ရင်ဆန်းရှင်ကလည်းမလုံးမရဲရက်နေတယ်။ကျွန်တော်နောက်ဖက်ကပလင်းတလုံးရိုက်ခွနေကြတယ်။ကျွန်တော်လှည့်မကြည့်ဘူး။ဆန်းရှင်ကိုမျက်ချပြသွားမှဆိုလို့ဟယ်လင်နောက်မှရှိရင်ဟယ်လင်အံတန်ပေးလိုက်တယ်။ ဆန့်ရှင်းကိုလေလှမ်းអော်တယ်ကျမတို့ပစ္စည်းအခုချက်ချင်းပြန်ပေးပေးရင်ရှင်းမျက်နှာစုပ်ပြတ်သွားမယ်ဟယ်လင်းလက်ထက်မှာ ပလင်းတစ်လုံးကင်ထားတယ်ဆန့်ရှင်းစီကိုရှောက်သွားတယ်ကျွန်တော်ကလက်တစ်ဖက်နေသူ့ကိုလမ်းဆွဲတယ်သူကအတင်းယုံနေဆန့်ရှင်းကကောင်တာနောက်ကိုစုပ်သွားတယ်ဘာတွေဖြစ်နေရလဲဟိတကားဘွားကဂျာမန်ဘာသာနဲ့မိလိုက်တဲ့အတန်တန်ကြားရတယ်ဆန့်ရှင်းကသွားဖြီးပြတယ် ဟဲလင်းကဖြက်ကနေနားလေကြည့်လိုက်တယ်။စိုးစိုးကကျွန်တော်စိတ်ကူးနဲ့ဖန်တီးထားတဲ့တကြက်ကြီးဟာအခုလူစစ်စစ်ဖြစ်နေမင်းနေရယ်။သူဒဏ်ရဟာလား။တကြက်ကြီးကမေးရင်ဒီဝတ်လား။ဟဲလင်းကဟင်ရီကိုလက်ညှိုးထုတ်ပြပြီးရေရွတ်တယ်။ဟင်ရီကတော့သူ့ပေါင်ကြလက်နှစ်ဖက်နဲ့အုပ်ပြီးခါကုန်းနေလို့မင်း။သူ့မှာဆူရှင်နေတာက သူ့မဟုတ်ဘူး။အရက်တွေ။အများကြီးဂျာမန်တွေလား။တကြက်ကြီးကလည်းမေးရင် ဟုတ်တယ်ကျွန်တော်တို့ဤတမျှတိုက်ခတ်နေရလိုအပ်တဲ့စာရေးစရံတွေကိုပေါင်ကြရလားဆန်ရှင်ကပြုံပြပြလုပ်ပြီးမျက်နှာချိုသွင်းနေသူ့ကြည့်ရတာဂျာမန်စကားကိုအနေပါနားလေပုံရတယ်အပါပဲဘယ်နေမလဲပါတော့ပေါ့ဟယ်လင်ကရှူးရှူးရှာပြောတယ်ကျမရှင့်စီကအခုညတောင်းရလိမ့်မယ်။ကျမကပါတီဘိုးကောမဒီဝင်ဂျာခင်းရမှာဟောရီမှာကြည့် ပြောပြောဆိုဆိုပဲဟဲလင်ကသူ့နိုင်ငံကိုလက်မှတ်ဖွင့်ပြတယ်။ပြီးတော့ခက်တိနင်းဆက်ပြောရင်"ကျမတို့ရှာတော့ဒီရဲတိုင်းမှာတင်းနေရ။ကျွန်တော်ဟဲလင်ပြောလိုက်တဲ့ရဲတိုင်းနာမည်ကိုတခါမှမကြားဘူး။ဒါပေမဲ့ဟဲလင်ကတော့ခက်အေးအေးပဲ။ကျမတို့ body ross ကိုခဏဖြုတ်အလေသွားကြတာ။ကျမတို့ပစ္စည်းကြီးသူ့ကိုအထားခဲ့ကြတယ်။အခုပြန်တော့တော့ဘာပစ္စည်းလဲသူမသိဘူးလို့နေ။ရှင်တစေလောင်းကျမတို့ကိုကူညီပါဦးနဲ့။ တစ်ချက်ကဆန်ရှင်ကိုလှမ်းပြီသူပြောတာမှန်မေလားအမှန်မေဂျာမန်မျိုးသမီးတယောက်ဟာဘရောမလိန်ညာပြီးမပြောဘူးဟဲလင်ကကြားဖြတ်ပြောလိုက်တယ်အမှန်ကတော့ဟဲလင်ပြောလိုက်တဲ့စကားဟာအမျိုးသားဆိုရှယ်လစ်ပါတီခေတ်ရဲ့မိုင်မေတွေကျူးကျော်တန်တွေကတခုတော့ကျူးကျော်တန်မေခမရောဘာတူလေဘာလေတချက်ကြီးကကျွန်တော်ကိုမေးကျွန်တော်ကခေါင်းပေါင်းနေလူပါကျွန်တော်ကဖြေလိုက်တယ် မြပါလို့နေရလေသူတို့ပစ္စည်းပေးလိုက်တကြကြီးကဆန့်ရှင်ကိုပြောတယ်ဆန့်ရှင်ကဆက်ပြပြမလုပ်တော့ဟင်နရီဟိုပစ္စည်းပြန်มาထားလေသူ့စပွဲတွေကိုအော့မေးပြီးတော့တကြကြီးပဲလှည့်ပြီးဒီကိစ္စကိုကျွန်တော်မသိဘူးကျွန်တော်စပွဲတွေယူထားတာဖြစ်လိမ့်မယ်သူ့လိမ့်နာဟဲလင်ကဝင်ပြောတယ်သူ့ပစ်ကိုသူ့တပည့်ပေါ်ပုံချနေရပစ္စည်းတွေကိုပြန်ပေးမလားမပေးဘူးလား gestapo ri kolam la ဟဲလင်ကဆန်ရှင်ဘက်လက်ကြည့်ပြီးအော်ရင်ဆန်ရှင်ကသူ့ဇပွဲတို့ဟင်တွေကိုရှောင်းနေလန်ကန်လေဇပွဲတို့လည်းထွက်သွားရောတကြက်ကြီးပဲလှည့်ပြီးအစွမ်းကိုမျက်နှာချိုးသည်ပြီးတော့နားလည်မှုလွဲကြတာပါခဲတကြက်ကြီးဘာသုံးဆောင်မလဲကျွန်တော်ဧကံပြစီကောင်းညက်တော့မယ်အကောင်းဆုံးမတော့ချင်နေဟဲလင်ကခက်တီနေဝင်ပြောရင်ဆန်ရှင်ကဖန်ခွက်တစ်လုံးမယူလာပြီးကောင်းတော်ပေါ်ချပြီး ်ဟဲလင်ကဒေါသအရှိမပြေသေးတဲ့မျက်နှာနဲ့ဆန့်ရှင်းမျက်နှာကိုဆူဆူရဲစိုက်ကြည့်ရင်ဆန့်ရှင်းကနောက်ထပ်ဖန်ခွက်နှလုံးထပ်ယူပြီးချပီးခမည်းတော်တော်တတိကောင်းနဲ့အမျိုးသမီးတယောက်ပဲတက်ချက်ကြီးကမှတ်ချက်ချရင်ချမမတယောက်ဟာဘာကိုမှမကြောက်ဘူးဟဲလင်ကနာစီပါတီလက်ဆက်ဆောက်အထက်ကစာကြောင်းကိုယူလိုက်ပြီးသူ့လက်ထက်ကပလင်ခွဲကိုကောင်းတာပေါ်ချဟားလိုက်တယ်